ဝေကျင်းတဲ့ပတ်သက်လို့လုံခြုံစိတ်ချရတဲ့အခြေအနေကိုကြိုက်လာဒါမှမဟုတ် freedom လို့ခေါ်တဲ့ကုကမှုကင်းတဲ့မိခိုကင်းတဲ့အခြေအနေကိုကြိုက်လာအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကအလုံငွေကျင်းတဲ့ပတ်သက်လို့ secretary ကိုရွေးချယ်မလားဒါမှမဟုတ် freedom ဖြစ်တဲ့အခြေအနေရွေးချယ်မလားပေါ့ဒါနဲ့ပတ်သက်ပြီးတော့ကိုပြပြပေးသွားချင်ပါတယ် ငွေရှာတာနဲ့ပတ်သက်လို့ ESPI ပေါ့နော်ဒီလေးမျိုးနဲ့ရှာလို့ရတယ်ဆိုတော့အချိန်မှလည်းပြောခဲ့ဘူးတာရှိပါတယ် ISRA တော့ employee ဝန်ထမ်းလုပ်တဲ့ငွေရှာတာ SRA တော့ self employee ပေါ့နော် dependent နိုင်လုပ်ငန်းလုပ်ပြီးတော့ငွေရှာတာ BSRA တော့ business person ပေါ့နော်ဒီစီးပွားလုပ်ငန်းကြီးတွေလုပ်ပြီးတော့ငွေရှာတာနောက် ISRA တော့ investor ပေါ့နော်ကို investment တွေကြီးမြတ်နိုင်မှုတွေလုပ်ပြီးတော့ငွေရှာတာဒီလေးမျိုးနဲ့ကျွန်တော်တို့ငွေရှာလို့ရတယ်ဆိုပြီးတော့ဒါအချိန်မှတောက်လျှောက်ကျွန်တော်ပြောခဲ့တာရှိတယ် ဆိုတော့ကျွန်တော်တို့ရိုးရိုးလေးစဉ်းစားကြည့်လို့ရတယ် employee လို့ခေါ်တဲ့ဝန်ထမ်းဘဝနဲ့နောက်ဒီ sub employee လို့ခေါ်တဲ့ defined နာ freelancer ပဲဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ငန်းတစ်သိလေးပဲလုပ်ပြီးတော့ပဲဖြစ်ဖြစ်ငွေရှာမယ်ဆိုရင်တော့ကျွန်တော်အများတန်းပြောပြောနေတဲ့ financial independence နောက် financial freedom ရတဲ့ဘဝကိုရောက်ဖို့အားအလောက်မလွယ်ပါဘူးဆိုတော့ကျွန်တော်ဝန်ထမ်းဘဝကိုပဲပြန်စဉ်းစားကြည့်ပြဝန်ထမ်းတယောက်ရဲ့လစာနဲ့ကျွန်တော်မြန်မာပြည်မှာဆိုပိုသိတာတယ်ကိုရဲ့နေ့စဉ်အသုံးစရိတ်ကိုကံပြီးအောင်ကျွန်တော်တော်တော်လုပ်နေရတာပေါ့နော်အနည်းဆုံး manager level လောက်ရှိတဲ့လူဆိုရင်တော့ဒါမဆိုးဘူးသူထိုက်တဲ့နဲ့လစာဝင်ငွေရှိတယ်အဲ့ဒါပို့ပြီးကောင်းတဲ့ ဆိုတော့ C level လို့ခေါ်တဲ့ CEO လို့ COO လို့စသဖြင့်ပေါ့နော်ဒီလို level တွေဆိုတော့ဂျိဌာနလောက်ထိတောင်တချို့ရနေတာတွေရှိတယ်ပေါ့ဒါဝန်ထမ်းဘဝမှာအများစုကပြန်ကြည့်ရင်နော် CEO တို့ဘာလို့ level မျိုးမဆိုနဲ့ပေါ့နော် manager level တောင်လူတိုင်းရောက်နိုင်တာမဟုတ်သူအနည်းစုလောက်ပဲရောက်နိုင်တယ်အများစုကတော့ဒီလိုပဲအောက်ချုပ်ဝန်ထမ်းဘဝနဲ့ဖြတ်တန်းနေရတော့ financial freedom နဲ့ financial independence ဆိုတာဒါတို့တော်တော်လေးအလှမ်းဝေးတယ်လို့ပြောလို့ရပါတယ် ဆိုတော့ကျွန်တော်တို့က financial independence financial freedom ဖြစ်ခြင်း business person အနေနဲ့လုပ်လို့မလုပ်ရင်ကျွန်တော်တို့က investor ပေါ့နော် investment နဲ့တခြားလုပ်လို့ရတယ်။ချင်းချင်းလေးပြောရရင်တော့ကိုယ်ပိုင်လုပ်ငန်းတစ်ခုတည်ဆောက်ပြီးတော့ငွေကြေးပူပန်ကင်းတဲ့ဘဝကိုဖန်တီးတဲ့ကိစ္စကိုကျွန်တော်ဆောင်ပေးပြီးတော့ပြောခြင်းပါတယ်။ကိုယ်ပိုင်လုပ်ငန်းအကြောင်းကျွန်တော်တို့ကပြောပြောနေကိုယ်ပိုင်လုပ်ငန်းကလူတိုင်းအောင်မြင်နိုင်သလားဆိုကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့လူတိုင်းမအောင်မြင် ိုင်သူတေသနာတွေရကိုယ်ပိုင်လုပ်ငန်းလှုပ်တဲ့ဒီ startup တရာမှာ90ရာခိုင်နှုန်းကျရှုံးပြီးတော့ကျန်တဲ့ဆရာခိုင်နှုန်းပဲအောင်မြင်နေဆိုပြီးပြောကြတာပေါ့ဒါကြောင့်မို့ကိုယ်ပိုင်လုပ်ငန်းလှုပ်တယ်ဆိုတော့အလောက်ထိတော့အောင်မြင်မှုတွေဒါပေမဲ့ကိုကမလုပ်ရသေးဘူးကျရှုံးတဲ့90ရာခိုင်နှုန်းနဲ့ကိုပါမလားမသိဘူးဆိုပြီးသွားပြီးစဉ်းစားနေရင်လည်းဆက်မရောက်ခင်ညကုန်တဲ့ပုံစံဖြစ်နေတာပေါ့လေအဲဆိုတော့ကိုကတေချာပြင်ဆင်ပြီးတော့တေချာညွှန်ပြရှိရှိနဲ့လှုပ်နိုင်တော့ဒါအောင်မြင်နိုင်တာပါပဲကျွန်တော်မေးစရာရှိတာကကိုယ်ပိုင်လုပ်ငန်းဘယ်ချိန်မှလှုပ်မလဲ ်ဘယ်ချိန်လောက်မလဲဘယ်သက်ရွယ်လောက်မလဲဆိုလို့ရှင်တော့ကျွန်တော်လေးလာမေးသလောက်ကျွန်တော်ရဲ့အတွေ့အကြုံတွေရဆိုလို့ရှင်တော့ဒီအသက်30ကျော်40ပတ်ချလေးရတော့ကိုယ်ပိုင်လုပ်ငန်းစလုပ်ကောင်းတဲ့အရွယ်လို့ပြောလို့ရတာဘာကြောင့်လဲဆိုလို့ရှင်30 30ကျော်လောက်ရောက်လာပြီဆိုလို့ရှင်လူကကိုယ့်ရဲ့ career နဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့အထိုက်လျောက်ကျွမ်းကျင်မှုရှိလာတယ်နောက်တစ်ခုကဒီနေ့တော့ဒီအဆက်အသွယ်တွေအထိုက်လောက်ရှိလာပြီနောက်တစ်ခုကငွေကြေးအရင်းနှီးဆိုလို့ရှင်လည်းကျွန်တော်တို့အထိုက်လျောက်အဆူဆောင်းမိပြီးသားဖြစ်နေပေါ့ဒါကြောင့်မို့ကျွန်တော်တို့က30 30ကျော်လောက်ဆိုရင်တော့ဒါကိုယ်ပိုင်လုပ်ငန်းစလုပ်လို့ကောင်းတယ်အောင်မြင်နေတဲ့လုပ်ငန်းရှင်အများစုလေ့လာခြင်းလေ 30 40အထံကအများစုဖြစ်နေတော့နောက်တစ်ခုကပါလဲအရေးကြီးတဲ့ဒီသက်တွေရွယ်မှာကျွန်တော်တို့ရဲ့ညံညံတွေကလည်းဒါ right ဖြစ်နေတဲ့ချိန်နောက်တစ်ခုကဒီ risk ကိုလည်းကျွန်တော်တို့ကယူရတဲ့အရွယ်လို့ပြောလို့ရပါဘူးအသက်တိတ်ကြီးသွားပြီဆိုရင်စွန်စားပုံနဲ့ခတ်လာပြီဘို့လေဒါကြောင့်မလို့30 40ပတ်ချာလဲပုံရုံလုံးကစလို့ကောင်းတဲ့အရွယ်လို့ပြောလို့ရပါတယ် ိုတိုင်းလည်းကျွန်တော်35ကျော်မှပဲကိုယ့်ရဲ့ business ကိုစပြီးတော့ level ပြစ်တာပေါ့လေဒါကတော့ကျွန်တော်ကိုယ်ပိုင်လုပ်ငန်းနဲ့ပတ်သက်လို့ဝေမျှမှုတချို့ဖြစ်ပါတယ်အဲ့တော့ဝန်ထမ်းလုပ်မလားကိုယ်ပိုင်လုပ်ငန်းလုပ်မလားဆိုလို့ရှိရင်တော့ဒါတော့ကိုယ့်ရဲ့ရွေးချယ်မှုပေါ့တချို့ကြလည်းဝန်ထမ်းဘဝကိုပဲကြိုက်ပြီးတော့လုပ်နေတာရှိတယ်ဝန်ထမ်းဘဝတော့ဘာဖြစ်လဲဆိုလို့ရှိရင်အကြမ်းများဖြစ်တော့သူ secure ပို့ဖြစ်တယ်ပို့ပြီးတော့လုံယုံစိတ်ချတယ်ခင်ဗျာအလုံးလုံးမှ9 to 5ကျွန်တော်တို့ရုံးတက်ပြီးအလောလုတ်တယ်လောက်ကွင်ပုံမှန်လာစားရလုပ်ငန်းမြတ်မလားရှုံးမလားတွေသူတိတ်ပြီးတော့ပုံနေကြမလို့သူပုံမှန်လောက်ကိုလှုပ်သွားရင်ချိန်တန်သူကလာစားရတယ် အစွက်ကမရှိဘူးတော့မို့ရှိတော့ရှိတယ်ဒါပေမဲ့လုပ်ငန်းရှင်တွေတော့မရှိဘူးပေါ့နော်အဲ့တော့ तू ကပို့ပြီးတော့စိတ်ချရတယ်ပြောတယ်ဒါပေမဲ့တစ်ဖက်မှာလည်းပဲစိတ်ချရတဲ့အစင်ထက်ပို့မလာဘူးငွေကြီးဥပမုကင်းတဲ့ဘဝချမ်းသာကြွယ်ဝမှုချတဲ့ဘဝကို तू ရဖို့တော့မလွယ်ပါဘူးဆိုတော့ကျွန်တော်တို့ကကိုယ်ပိုင်လုပ်ငန်းလုပ်ရင်ကြတော့ခုနလိုရှေ့မှာပြောခဲ့တဲ့ risk တွေတော့ရှိတယ်ပြင်ပစင်ခေါ်မှုတွေတက်ရောက်မှုတွေရှိတယ် PST ပေါ့နော်နိုင်ငံမတည်မငြိမ်မှုတွေဖြစ်တယ်ဇီဝကြဆင်းမှုတွေဖြစ်တယ်တခြားနည်းပညာတက်ရောက်မှုတွေရှိတယ်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကျွန်တော်တို့ကြာသေးကဖြစ်ခဲ့တဲ့ငလင်လို BNA တွေဖြစ်လာတယ်ကိုယ့်ရဲ့ sign ီးကိုယ့်ရဲ့လုပ်ငန်းတွေခြိကပ်မှုတွေရှိသွားတယ်ဒါမျိုးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လုပ်ငန်းလုပ်တဲ့သူတွေမှာပိုပြီးတော့ stress တွေ pressure တွေဒါတော့ပိုရှိတယ်ပေါ့နော်ဘက်ဘက်ကကြည့်လို့ရှိရင်တော့ကိုယ်နဲ့လုပ်တဲ့သူကရုံးတတဲ့ချိန်လောက်ပဲသူကဒီအလုံးနဲ့ပတ်သက်ပြီးသူမှ stress တချို့ရှိနိုင်ပြီမယ်ကိုယ့်ရဲ့လုပ်ငန်းလုပ်တဲ့သူကတော့24နာရီပေါ့နော်သူကရုံးသွားချိန်မှာသွားမယ်ရုံးတက်ချိန်မှာတက်မယ်ဒါမဲ့သူ့လုပ်ငန်းသူအများနဲ့ခေါင်းနဲ့ထည့်ထားတယ်24နာရီသူအိတ်နေချိန်မှာလည်းတစ်ခုလာပြီးတော့ဒီလုပ်ငန်းပေါ်မှာတက်ရောက်မှုရှိတာမျိုးလည်းရှိချင်ရှိနိုင်တယ်ပေါ့နော်ဒါသူ့ရဲ့အားနဲ့ချက်ကလေးတွေပေါ့ကျွန်တော်တစ်ဖက်မှာအားသာချက်ကြည့်လို့ရှိရင်တော့ဘာလဲဆိုတော့အဓိကတော့ freedom ပေါ့ ကိုယ်ပိုင်လုပ်ငန်းလုပ်တယ်ဒါမှမဟုတ်လေ investor လုပ်တယ်ဆိုလို့ရှိရင်နံပါတ်1ခင်ဗျာအချိန်နဲ့ပတ်သက်လို့ freedom ဖြစ်လာခုနကတော့9နိုင်ရနေ9နိုင်9နိုင်ခွဲရုံးတက်ခဲ့ရပြီကိုယ်ပိုင်လုပ်ငန်းတုတ်တဲ့ချိန်ရောရုံးချင်းပြီးသွားရလို့ချင်းမလို့ပဲအဲဒါမသွားလဲရတယ်ခင်ဗျာမိသားစုချိန်ပေးလို့ရတယ်ခင်ဗျာတခုလေ့လာဖို့အတွက်ချိန်ပေးလို့ရတယ်ကိုလို့ချင်တာလေးလုပ်လို့ရတယ်အချိန်နဲ့ပတ်သက်လို့လွတ်လပ်မှုရှိလာတယ် freedom ဖြစ်လာတော့နောက်တစ်ခုတော့ပါလို့ဆိုတော့ဒီငွေချင်းနဲ့ပတ်သက်လို့ ဟိုကြီးနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဘောနံဘွားမှာလာတာပုံမှန်ရတယ်ဒါပေမဲ့သူလာတာဒီအကန့်အသတ်ရှိတယ်ဒါပေမဲ့ကိုကလုပ်ငန်းရှင်ဖြစ်လာပြီဆိုလို့ရှိရင်ဒီမှာဒီမှာ investment ထည့်ထဲသလောက်ကိုလုပ်ငန်းအောင်မြင်အောင်မြင်သလောက် profit ရရင်ရတယ်လို့ခင်ဗျားရဲ့ငွေကြေးကအများကြီးကွာခြားသွားပြီပေါ့နော်ခင်ဗျားဝင်ငွေတွေပို့ပြီးတော့ကောင်းလာနိုင်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကိုယ်တိုင်ထဲထဲဝင်အလုံးမလုံးရပဲနဲ့လေဝင်ငွေရနိုင်တယ်ပေါ့ဒါကြောင့်မလို့ freedom နဲ့ပတ်သက်လို့ရှိရင်တော့ business person အနေနဲ့ဆိုလို့ရှိရင်အများကြီးပို့ပြီးရှေ့လာတာဖြစ်ပါတယ် ဆိုတော့ကိုအနေနဲ့ဝန်ထမ်းလုပ်မလားကိုပိုင်လုပ်ငန်းလုပ်မလားဒါမှမဟုတ် investor လုပ်မလားကိုကြိုက်တာရွေးလို့ရတယ်ဒီဘုံမှာ motivate ပြီးတော့ secure ဖြစ်မှုတွေ freedom ဖြစ်မှုတွေကလည်းကြွားချတော့တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်